ကျွန်တော်တို့ဒီခေါ်အဖေးမိငယ်ဆိုတဲ့ instrumental လေးပေါ့နော်ကျွန်တော်မြန်မာပြည်ရဲ့ guitar group ကြီးတွေတီးထားတဲ့ instrumental ကိုအာကျွန်တော်လိုဝါသနာရှင်ညီကိုအတွက်ပေါ့နော်ဒါအာကျွန်တော်တို့တက်တလားမက်တလားလေးကိုလိုက်တင်ရမယ်ပေါ့ဟုတ်ကဲ့ကျွန်တော်လည်းအဲတကယ်ကျွမ်းကျင်တဲ့ guitar သမားတွေမဟုတ်ဘူးသို့တော်လည်းဟိုဒီရှင်ကိုရမ်းကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုတီးရမလဲအဲကျွန်တော်ဆိုရင် နားထောင်ပြီးတော့နေကျင်တယ်ဒီတယ်ပေါ့နော်အဲမဒီထက်မှအမှားရင်းနေတော့အများကြီးပါလိမ့်မယ်ဆိုတော့လေဒါကျွန်တော်ဝါသနာရှင်အတွက်တော့ဤရပါတယ်ပညာရှင်တော့ကျွန်တော်လည်းပညာရှင်မဟုတ်ပါဘူးပေါ့နော်ဆိုတော့အမှားရပါရင်လည်းနားလည်ပြကြပါဘောနော်ဆိုတော့ကျွန်တော်အပိုင်းလေးကျွန်တော်ခွဲပြီးတော့မှကျွန်တော်တင်ပြထားပါဖြစ်ပါတယ်ဆိုတော့ပထမဆုံးအပိုင်းအနေနဲ့ပေါ့နော်ကျွန်တော် intro မှာသူတို့ဒီွားတဲ့ဒီ fire ပုံစံဒီွားတဲ့တန်စင်ကိုကျွန်တော်ဂီတာနဲ့ကျွန်တော်လိုက်ပြီးပါပေါ့နော် လိုက်ပြီးမယ်ပထမဆုံးက intro လေးကကြတော့ဒါခွာရပုံစံကလုံး6လုံးတီးထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဂီတာတက်လက်နဲ့တီးရအောင်ပေါ့နော်โอเคငါကျိုးငါကျိုးရဲ့ငါးခွဲမြောက်ပေါ့နော်ပြီးရင်လေးကျိုးရဲ့လေးခွဲမြောက်ပြီးရင်လေးကျိုးရဲ့ခုနှစ်ခွဲမြောက်ကိုတီးပေါ့နော်6ခွဲနဲ့ဆိုပါလို့ဟင်3ကျွဲခဏခွဲမြောက်ပါ 하는 이유 그런 거면 다비와의 그런 네네 아니면 오케이 비 tạo cái bài làm ấy rất là đi ra làm bộ nó ok cái là liệu cho nó bay đi nhìn là bộ nó ဒီနောက်ထပ်သင်ခန်းစာတွေတော့ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလုပ်ပြီးတော့ကြောက်ဖို့လေနောက်ဆုံးရှင်ပါတယ်ဗျာ